စုကိုပြောဂဂီဂုဂေကိုပြန်ဆိုမယ်နော်ခေါင်းစုကိုဒန်ဒန်တင်ရင်ခေါင်းစုကိုပြောဂဂီဂုဂေကိုဟုတ်ပြီနောက်တစ်ခုအောင်စောင်းစုစောင်းစုအတိအတိုင်းပဲပါရှိရလဲစာရှိစုဆက်စို့ရှိတာ အဲ့ဒါကိုလည်းဘာတင်တာလဲဒီမှာဒါဖူနီသွားတင်တာပေါ့နော်ဒါဖူနီသွားတင်တာဘာသွားတင်လိုက်ဘာဖြစ်သွားမလဲဇာဥစုဖြစ်သွားမယ်ကျောင်းမြမလူမျိုးကြတော့ကြားတာရမ်းတယ်လေခါကြီးခါဝေးပြီးခါငယ်လာတယ်စာလုံးစလိုက်ရောဇာခွဲစာစာကိုတင်တယ်တင်ဇာအတန်ဖြစ်သွားပေါ့နော်ဇက်အေးရပါလေဇာဆိုတော့စာကိုကျွန်တော်ဒါဖူနီတင်မယ်သူရဲနေတော့တန်းကျော်စာ အပေါ်အချောင်းနှစ်ချောင်းသွားတင်ပြလိုက်ဘာဖြစ်သွားမလဲဇလို့အတန်ထွက်သွားတယ်သူအစမဟုတ်တော့ဘူး z a ဇဒီတိုင်းပဲသူရဲနေတော့ရှိဂျောင်းကြတာလားရှိသူ့တော့ဓာကွန်လေးသွားတင်နေဘာဖြစ်သွားမလဲ g သွားစပြီးတော့စီမလာဘူးဒါပေမဲ့ဇပြီးတော့လည်းဇီမလာဘူးဘာဖြစ်သွားလဲ g ဒီတခုတော့နည်းနည်းဇီထားပါတော့နော်

sau su da dan ti sau su dan dan ti sau su ကိုပြောင်းစဒီသူဆဲဆိုအဲ့တော့ကြီးဆဲတန်ပြီးတော့တီးထောက်ပါザジズゼソ。なるく、ダバウスね。 ုတ်တယ်တောက်စုတောက်စုကိုလည်းဒန်ဒန်တင်ဘောက်စုပြောင်းတော့လေဒါဒါလည်းကျွန်တော်ညီမလူတွေလွယ်နေပြောင်းတောက်မူထားစင်လို့ဒါတွေတထတန်ကိုဒန်ဒန်တင်ဒါတွေတန်ထွက်လာကျွန်တော်အတော်နီးစက်တယ်ကာခောက်တင်ကစားစားတင်ဇစာလုံးစားနေတင်ဇတောက်မူထားစင်လို့တင်တော့ပါလေဒါတောက်မူထားစင်လို့ဒါတွေစက်တယ်လာကျွန်တော်တော့မှတ်တာလွယ်မှာပါအာတောက်စု ဒန်တန်တင်ဒေါစုကိုပြောင်းဆိုတော့တောက်ကိုသူပဲနေတော့တာတော့ဒန်တန်တင်တော့ဘာဖြစ်သွားလဲဒါတနည်းအားဖြင့်ဒါခုဝန်တင်တော့ဗလဲဒါအတန်လေးသွားတယ်နောက်တစ်ခုကသူပဲနေတော့ချီ၄၅ဒီဆန်းဆန်းလေးမှာဒါခုဝန်တင်တော့ဂျီ ဲ့တော့ဘာနဲ့အတန်သွားပြန်တူလဲဆိုတော့ကျွန်တော်စရှိော်တန်နေတော့ G ထွက်တယ်လို့ပဲဒါချီော်တန်နေလဲ G ထွက်တယ်ဆိုတော့ချက်တော့ဒိတာဝေးပါဒါရဲ့ဒါအုပ်စုရဲ့ချီော်တန်နေလဲ G ထွက်တယ်စာအုပ်စုရဲ့ရှိော်တန်နေလဲ G ထွက်တယ်အားဒီချက်တော့ဒိတာပါနောက်တစ်ခုဒါ G ပြီးတော့စစဒါဒါချီစရဲ့စစကိုကျွန်တော်ဒီမှာဒါခုဟုတ်တယ်ပါလေဇ ဇက်ဇူးဆူဆိုတော့ကျွန်တော်ဒီမှာသွားပြီးတော့မှတူတယ်အဲဆိုရင်ကျွန်တော်တို့မေးစရာရှိတယ်အဲဆိုရင်ကျွန်တော်တို့ဟာကွန်ပျူတာမှာရရင်တော့တစ်ခါရောက်ပြီပေါ့နော်ကွန်ပျူတာမှာဇက်ယူရင်လို့ရှိရင်ဘယ်ဟာထွက်မလဲပေါ့ကွန်ပျူတာမှာသာဇက်ယူရင်မယ်ဆိုရင်ဒီစုထွက်မှာကွန်ပျူတာမှာဇက်ယူလို့ရလိုက်ရင်ဒီစုထွက်လာမှာအဲကျွန်တော်ဒီစုထွက်ကျင်လို့ရှိရင်ကွန်ပျူတာမှာ D ယူလို့ရိုက်ကွန်ပျူတာမှာရရင်တော့ D ယူလို့ရလို့ရှိရင် D စုထွက်လာလိမ့်မယ် screen ပေါ်မှာဒီတိုင်းပဲ ဒီကောင်လည်းအတိုင်းပဲ DI လို့ရလို့ရှိရင်ဒီကောင်ထွက်လာလိမ့်မယ်။ဒါလေးတော့ချက်3တာဒါပေမဲ့ဒီမှာပုံမှန်ဘောဟာရတွေမှာရင်းနေဒါကွန်ပျူတာအသုံးကျွန်တော်ပြောနေတာနော်။အပေါ်မှာရလို့ရှိရင်တော့ဒါ GI ပဲဖတ်တယ် GI ပဲရေးတယ်ပေါ့။ normal ကြီးနေတယ်ဆိုရင်တော့ကျုပ်တော့မှကျွန်တော်ထွက်လိုက်မယ်နော်။အဲ့တော့ဒါ G Z တဲ့ကိုတင်တော့ဗါလေ D ဒါတော့ပုံမှန်ပေါ့။တဲ့ကိုတင်ဗါလေ D とっていうのはね、ど。で、じめ、たうすを、たくおてん、たうすをピン、ぴょん。だ、じ、ず、で、と。で、読の、だ、じ、ず、で、と。スカビアラ、とは、 ကြီးတန်နေဇုတန်နေဝင်လာလို့နော်နောက်တစ်ခုက house ကိုဗာတင်လာလေနှချောင်းလေးကဒါကုန်တင်လာဒါကုန်တင်လို့ရှိရင် house ကိုပြောင်း house ဒါကုန်တင် house ကိုပြောင်းအဲ့တော့သူရဲ့နေတော့ဟာဒါကုန်တင်လာတော့ဗာလေဘာ ူရဲနေတော့ဟီဒါကွန်တင်တော့ဘီသူရဲနေဖူဒါကွန်တင်လိုက်ရင်ဘူဒီတိုင်းပဲဘဲဘို့ဆိုရဲလင်္ကာနေနဲ့ဆိုရင်တော့ဟောဥစုကိုဒန်တန်တင်ဘာဥစုကိုပြောင်းဘာဘီဘူဘဲဘို့အဲ့တော့ကျွန်တော်ဟာဆိုရင်ဘာ တဆိုရင်ဒစဆိုရင်ဇခဆိုရင်ဂသုံးမှတ်ထားလိုက်ရင်ပြီးသွားပြီအတိထွေထူးချက်ဆရာမလိုဘူးဒီလင်္ကာလေးနဲ့ဒီလိုက်တင်ကြည့်လိုက်ရုံနဲ့နေအိမ်မှာလေ့ကျင့်ရုံနဲ့ဒီဟာတွေအကုန်လုံးဆက်ရသွားလိမ့်မယ်နောက်တစ်ခုကကြတော့အလုံးလေးတင်တာ45ဒီဂရီမှာပဲအလုံးလေးတင်တာကိုကျွန်တော်ကဟန်တာခုအုံးလို့ခေါ်တယ်ဟန်ဒါခုအုံးလို့ခေါ်တယ် တနည်းအားဖြင့်ကျွန်တော်ဒီမှာတော့ဘလို့သုံးလဲဆိုရင်ပွန်ပွန်လို့သုံးအောင်ပါလဲလို့မေးရင်တော့ဟန်တာကုအောင်ပါဗျာဒါမှမဟုတ်ကျွန်တော်ဒီမှာအသုံးအနေနဲ့ပွန်ပွန်လို့သုံးမယ်အဲ့တော့ဟာအိုစုကိုဒါဆိုပါလဲဟန်တာကုကိုတနည်းအားဖြင့်ပွန်ပွန်တင်ပါအိုစုကိုပြောင်းဟာအိုစုကိုပွန်ပွန်တင်ပါအိုစုကိုပြောင်းအဲ့တခုထူးကြတာကဟန်တာကုအောင်ကဒီဟာအိုစုကိုပဲတင်တယ် တနည်းအားဖြင့်ဒီအလုံးလေးတင်တာဆိုတော့တအုပ်စုပဲတင်တာပါအာဘအုပ်စုလဲဆိုလို့ရှိရင်တော့ခအုပ်စုပါအဲ့တော့ဒန်ဒန်တင်တာဘယ်နှအုပ်စုလဲဓာခုံတင်တာခရဲ့စရဲ့တရဲ့ဟရဲ့ဆိုပြီးတော့လေးအုပ်စုကိုတင်တယ်ဟန်တာခုံဆိုတဲ့ပုံပုံအလုံးလေးကအခုလိုအလုံးလေးကတအုပ်စုလေးကိုပဲတင်တယ်အဲ့ဒါဘာအုပ်စုလဲဆိုရင်ခအုပ်စုဖြစ်တယ်ဘာအတန်ပြောင်းသွားလဲဆိုရင်ပဒိနာပုံပုံတင် ပအိုစုပေါင်းပြောင်းတယ်အဲ့တော့ဟာအိုစုတစ်ခုကိုပဲဒန်တန်လည်းရှိတယ်ပွန်ပွန်လည်းရှိတယ်ဟာအိုစုတစ်ခုဒီပဲဒန်တန်လည်းရှိတယ်ပွန်ပွန်လည်းရှိတယ်ဟာအိုစုတစ်ခုဒီပဲဟန်တာကွန်လည်းတင်တယ်ဒါကွန်လည်းတင်တယ်ပေါ့ဗျာအဲ့တော့ဟာအိုစုဒါကွန်တင်ဘာအိုစုပြောင်းတယ် ဟောစုကိုဟန်တခုတင်ပေါ့စုကိုပြောင်းတယ်အဲ့တော့ကျွန်တော်တင်ကြည့်အောင်သူရဲနေတော့ဟာဟာပဲဒါပေမဲ့အလုံးလေးတင်မလားကျွန်တော်အချောင်းလေးတင်မလားဒီမှာကျတော့အလုံးလေးတင်လိုက်တယ်ဆိုရင်ဘာဖြစ်သွားလဲအတန်ကပ P A ပဟောတင်ပအဲ့တော့ဟီယိုတင်ဟုတ်တယ် P ဖူတင် sorry ဘာအနည်းငယ်တင်လိုက်ရပါတော့ဖူတင်ပါလေဟုဟဲတင်ပါပြီမလဲပဲဟိုတင်ပါလေပို့ပပပီဖူပဲပို့အဲ့တော့ကျွန်တော်ဒီနေ့အကုန်လုံးပြန်ပြောရမယ်စရင် တစ်ချောင်းလေးနှစ်ချောင်းတင်တာကိုဓာကောလို့ခေါ်တဲ့အလုံးလေးတင်တာကိုဟန်ဓာခုအုံးလို့ခေါ်တဲ့ဓာခုအုံးလိုက်တင်တာက၄အုပ်စုရဲ့ရှိတယ်ခရဲ့စရဲ့တရဲ့ဟရဲ့ဟန်ဓာခုအုံးဆိုရင်ပုံပုံလေးတင်တာကတအုပ်စုပဲရှိတယ်အာရာဘောက်ဆိုတဲ့ဆိုရင်ဟောက်စုဖြစ်တယ်ဘယ်တော့ဟောက်စုမှာ ဒါကုန်လည်းရှိတယ်ဟန်တာကုန်လည်းရှိတယ်